မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ energy သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့ဒိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ Energy ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ ဒီနေ့သတင်းတွေထဲမှာတော့ရှမ်းပြည်မြောက်ပိုင်းတိဘောမြို့နယ်ထဲမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA နဲ့ကိုကန့်တက်မတော်ဖြစ်တဲ့ MNDAA တို့ကြားပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဘကိုးတိုင်းထဲမှာတော့ကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော် KNL ပူးပေါင်းတက်တွေနဲ့စစ်ကောင်စီတက်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးအယက်သား၄ယောက်သေဆုံးခဲ့ပါတယ်။သတင်းလော်ရီထဲမှာတော့ဂျာဝင်စစ်ဆေးမှုတွေခက်စိတ်စိတ်လေးလှုပ်လာတဲ့ ASEAN နိုင်ငံတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစစ်ကောင်စီရဲ့လူအခွင့် င်ချိုးဖောက်မှုတွေကိုလစ်လို့ရှုမထားဖို့သတိပေးတိုက်တွန်းလိုက်တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ ော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ရှမ်းမြောက်ဒေသဒီဘောမြို့နယ်ထဲကနမ်မရွာမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ကိုကန့်တက်မရော MNDAA တို့အကြားပြစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။နေမြေအငင်းပွားမှုဖြစ်ပြီးတော့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့အဲ့ဒီဒေသဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ဧပြီလ28ရက်နေ့နဲ့29ရက်နေ့မှာနမ်မနဲ့ကုန်းမောင်ရွာမှာရှိတဲ့ SSPP တပ်ဖွဲ့ဝင်တွေကိုကိုကန့်တက်ကတက်ဆုပ်ပေးဖို့လာရောက်ညှိနှိုင်းရာကနေပြစ်ခတ်မှုဖြစ်ပွား ခဲ့တာပါ ပထမရက်မှာနှစ်ဖက်တက်ကြားထိုးကျိမှုဖြစ်ပြီး SSPP ဘက်ကတက်ဆုပ်ပေးခဲ့ပါတယ်ဒုတိယနေ့ဖြစ်တဲ့ဧပြီလ26ရက်နေ့မှာတော့နှစ်ဖက်ကြားညှိနှိုင်းလို့မရတော့ဘဲပြစ်ခတ်မှုအထိဖြစ်ခဲ့ကြတာလို့ဆိုပါတယ်နမရွာမှာရှိတဲ့ SSPP ကထိန်းချုပ်ထားတဲ့နမကြောက်မီသွေးတွင်ရှိတဲ့နေရာတွေထဲ MNDAA တပ်ဖွဲ့ဝင်တွေက ဝင်လာတာကြောင့်နေမြေအငင်းပွားမှုတွေဖြစ်ခဲ့တာလို့ရှမ်းပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ် ပဲကိုးတိုင်းထဲမှာဖြစ်ပွားနေတဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားကတိုက်ပွဲတွေထဲမှာတော့အယက်သား၄ယောက်သေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ပဲကိုးတိုင်းထဲကစောတိမြို့နယ်လို့ခေါ်တဲ့ရွှေကျင်မြို့နယ်နဲ့မူးမြို့နယ်လို့ခေါ်တဲ့မုံမြို့နယ်တဲကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲခဲ့တယ်လို့လက်နက်ကြီးနဲ့ပါဇက်တိုက်ပစ်ခတ်မှုတွေလုပ်နေပါတယ်။ ဧပြီလ28ရက်နေ့မှာဒီမုံမျိုးနယ်တဲကရွာကြီးအင်းနဲ့ကញင်တိုင်ရွာတို့ကိုစစ်တပ်ကပြစ်ခတ်ခဲ့တာဖြစ်ပါတယ်ဒီပြစ်ခတ်မှုထဲမှာအရက်သား၄ယောက်သေဆုံးပြီး၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကဒီကနေ့မှာထုတ်ပြန်ပါတယ်ရွာတဲကအိမ်တွေနဲ့ဖုန်ကြီးကျောင်းတွေလည်းထိမှန်ပျက်စီးကုန်တယ်လို့ KNU ကဆိုပါတယ် ချင်းတော်လိုင်းရဲ့တပ်ဖွဲ့တွေကမကြသေးခင်ကမှထိမ့်ချုပ်ထားနိုင်ခဲ့တဲ့ချင်းပြည်ဖလန်းမြို့နယ်ဒဲကိုလည်းစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့လို့အရက်သား9ရောက်ထပ်မင်းနဲ့ထိမှန်တန်းရာရရှိခဲ့ပါတယ်။ လန်းမြို့နယ်တဲကဝေဘူးလာမြို့ကိုအခုလ29ရက်နေ့ညမှာစစ်တပ်ကလေကြောင်းကနေနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလေကြောင်းဘုံကျဲတိုက်ခိုက်မှုတဲမှာတော့အရက်သား9ယောက်ထက်မနည်းထိမှန်ဒဏ်ရာရခဲ့တဲ့အပြင်ဝေဘူးလာမြို့ကခရီးရန်ဖျားကြောင်းအပါအဝင်အဆောက်အုံအလုံးရေ20လောက်လည်းထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ထိမှန်ဒဏ်ရာရထားတဲ့သူတွေတဲမှာတော့အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်းပါနေတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဝေဘူးလာမြို့ကန်တွေဟာလေကြောင်းကနေထပ်ပြီးတော့ ုံကျဲတိုက်ခိုက်လာနိုင်တာကြောင့်ဘီလူရကိုတင်းလျှောက်နေကြပါဗျ။ အာရမစစ်သားစုဆောင်မှုကြောင့်ထွက်ပြေးတိမ်းရှောင်လာကြရတဲ့မြန်မာလူငယ်တွေကိုစောင့်ရှောက်ပေးဖို့အိမ်နီးချင်းနိုင်ငံတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထပ်မံတိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီရဲ့အာရမစစ်သားစုဆောင်မှုတွေကြောင့်ထွက်ပြေးလာကြတဲ့လူငယ်တွေကိုလူသားချင်းစာနာတဲ့မူဝါဒတွေကိုအခြေခံပြီးစောင့်ရှောက်မှုတွေလုပ်ပေးကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်ဒီတောင်းဆိုမှုရဲ့တစ်ဖက်မှာတော့အိမ်နီးချင်းနိုင်ငံတွေကို ွက်ပြေးရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားလူငယ်လူလတ်ပိုင်းတွေဟာနေစဉ်နဲ့အမျှဖမ်းဆီးစစ်ဆေးခံရပြီးမြန်မာနိုင်ငံတဲကို ပြန်ပို့ခံရတဲ့အခြေအနေမျိုးတွေနဲ့ပါရင်ဆိုင်နေကြရပါတယ်။ဒါ့အပြင်နိုင်ငံတကာအနေနဲ့လည်းစစ်ကောင်စီကိုအရေးယူပေးဖို့စီးပွားရေးပိတ်ဆို့မှုနဲ့လေရင်စီအပအဝင်လက်နက်တင်ပို့ရောင်းချမှုတွေကိုချက်ချင်းပိတ်ပင်ပေးကြဖို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။ အခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပြီးတော့မှာပါစစ်ကောင်စီကရှမ်းကရနီနယ်စပ်မိုးပြဲမြို့တဲကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ဆိုပါတယ်အသေးစိတ်ကို NMG ကသတင်းထောက်ကိုပီတာစူးစီးထားပါတယ်မိုးပြဲထိုးစစ်နဲ့ပတ်သက်လို့ကရနီအမျိုးသားများကကွေရီတက် KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံတိုက်ဆိုးကခုလိုပြောပါတယ်ဧပြီလနောက်ဆုံးပတ်မှာပေါ့နော်စစ်ကောင်စီဘက်ကစစ်ကြောင်း ပြန်ထိုးလာတာရှိတယ်သူတို့ဖြစ်ဒီ29ရက်နေ့မှာဟိုပြင်းထန်ပါတော့ဟိုစေချောင်းထိုးလာတယ်25ရက်နေ့လောက်ကတည်းကဟိုလက်နေကြီးတွေနဲ့တောက်လျှောက်ပြစ်ခတ်နေတယ်ပေါ့နော်ဆိုတော့ကိုတိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဒီရက်ပိုင်းတွေမှာစစ်ကောင်စီရဲ့လက်နေကြီးပြစ်ခတ်မှုကြောင့်ပြည်သူတွေဦးတည်ဆုံးခဲ့ရတယ်ပေါ့နော်စစ်ကောင်စီတပ်ဟာမုံပြေအခြေဆိုင်ခမာရလင်းနေနေကနေအင်အား300လောက်နဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီး ဂရီနီတော်လန်ရေးတပ်ဖက်ကလည်းပြန်ပြီးခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့တိုက်စုကပြောပါရယ်အခုလိုတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီရဲ့ဒေချောင်းနဲ့လက်နက်ကြီးရန်ရှိနေတဲ့အတွက်ဝူပြမြို့ထဲကိုဖြတ်တန်းသွားလာတာမလုပ်ကြသေးဘူးတားမြစ်ထားပါရယ်လက်တလုံးမှာတော့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေစစ်ကြောင်းထိုးနေတာတွေရှိတဲ့အတွက်များပြည်သူတွာလာဖို့အတွက်လုံခြုံမှုမရှိတဲ့အတွက်ကြောင့်တော်လန်တပ်ဖွဲ့တွေကတွာလာမှုကိုဟိုကိတ္တပေါ့နော်ဟိုကန့်တားထားခြင်းဖြစ်ပါတယ်ဗျတဖက်မှာလည်းဂရီနီပြည်တပ်ပေါင်းစုံစစ်ဦးစီးဖွဲ့ JCS ကဦးဆောင်ပြီးတိုက်ခိုက်နေတဲ့ပေါ်လခဲမြို့တိုင်းတိုက်ပွဲမှာတော့လက်ရှိမှာထိုးစစ်တွေခေတ္တရနံထားရတယ်လို့ Greeny တပ်မတော် KEC ချုပ်ပုံမူကြီးပုံနိုင်ကပြောပါတယ်အဲလလစရာကျွန်တော်တို့ခဏဟိုနားထားတယ်နော်တပ်ပွဲတွေဖြစ်ပွားတာမရှိပဲစစ်ကောက်စီက Grenadier ဖားဆောင်မြို့နယ်မော်ချီဒေတာနဲ့ထိုင်းနယ်ဆက်ကမဲဆက်မြို့ကိုဧပြီလ24ရက်နေ့ကဒီချောင်းနဲ့ပုံကျဲတိုက်ခိုက်တာ ပြုလုပ်ခဲ့လို့တိစုံသူ9ယောက်ရှိပြီးထိခိုက်ဒဏ်ရာရသူ10ဦးထက်မနည်းရှိခဲ့ပါတယ် ။ဝက်ပြင်းထန်နေတဲ့မိုးပြင်းမြို့မှာတော့ဂရနီတပ်ပေါင်းစုခက်ကရှေ့တန်းကာကေစခန်းတစ်ခုကိုပြန်ပြီးလက်လွတ်ထားရတာရှိနေပြီးဘော်လခဲမြို့မှာတော့2025ခုနှစ်မလအတွင်းမှာစစ်ကောင်စီကခင်းစခန်း၅ခုဖြစ်တဲ့အမိုက်ချင်းကြောက်ခွဲဆက်ရေကျော်ရင်းနီပေါက်ဝမ်ပလန်ဝမ်မလန်စတဲ့စခန်းတွေကိုဂရနီတပ်ပေါင်းစုစစ်ဦးစီးဘက်ကတိတ်ပိုက်ရရှိထားပြီးဖြစ်ပြီးလက်ရှိမှာတော့မြို့ကိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့ခြေနေမှာရှိနေတယ်လို့စစ်ရေးတရေအရေးမြစ်တွေကပြောပါလေ မြန်မာပြည်သူတွေအပေါ်ကျူးလွန်တဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို RCM အနေနဲ့လစ်လျူရှုထားမယ်ဆိုရင်မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က RCM ကိုပြောဆိုလိုက်ပါတယ် NMG သတင်းထောက်ကိုစော်ပွေးရသတင်းပေးပို့ထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG က အပိလာ၂၉ရက်နေ့မနေ့ကပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့တင်ပြစကားပြောကြားခြင်းအစီအစဉ်မှာ NUG အစိုးရသမ္မတယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကထပ်တွင်ပြောကြားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမြန်မာပြည်သူလူထုအပေါ်မင်းအောင်လှိုင်နဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတာကိုအာဆီယံကလက်လူမရှုဖို့အရေးကြီးပါတယ်။အကြမ်းဖက်လုပ်ရက်တွေကိုလက်လူရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဉ်တွေထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးဆိုတာပြောကြားခြင်းပါလေ။ဒါအပြင်မြမအကျက်တဲကိုဖြေရှာရမှာစစ်ကောင်စီဟာအကျက်တဲပြည်လည်မှုတစ်ခုတည်းသောဖြစ်မှုတွေအတွက်အာဆီယံအနေနဲ့သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံဖို့လိုတယ်လို့ NUG သမ္မတရုံပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါရယ်။ရမ်ပအကြက်အဲပြေလည်ဖို့အတွက်အကြမ်းဖက်စစ်အုပ်စုဟာအပြေမဟုတ်ဘူးဆိုတာလည်းတိတာထင်ရှားနေပါလေ။အာဆီယံအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေနဲ့တရားဝင်ထိတွေ့ပြီးနိုင်ငံရေးထိရှာဖို့လုတ်ကန်ခြင်းကသာရေရှည်တည်တက်ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုရနိုင်တဲ့တခုတည်းသောနီလန်ဖြစ်တယ်ဆိုတော့ပြောကြားခြင်းပါတယ်ပြည်ခဲ့တဲ့အပြည်လာ၁၈ရက်နေ့ကအာဆီယံအလက်ကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်တို့အွန်လိုင်းကနေတဆင့်ပထမဆုံးအချိန်တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဆွေးနွေးပွဲကနေတဆင့်နောက်ထပ်ထိပ်သည်ဆွေးနွေးပွဲတွေဖြစ်လာဖို့မျှော်လင့်တယ်လို့ဦးကျော်စောကပြောပါတယ်။စစ်ရေးပဋိပက္ခတွေဂျာကပြည်သူတွေဟာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာလူသားတိုင်းကပြုလုပ်တာနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာပြည်သူတွေလုကန်စားတောက်နေတဲ့နေရာတွေကိုလက်နက်ကြီးဖိကက်တာနဲ့ ကျေးရွာတွေထဲကနေမောင်းထုတ်တာစားရိုက်တုခွေရေချိုးဖောက်မှုတွေကိုခံစားခဲ့ရပါတယ်။ ီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။